အပြန်ကန်ထွက်မသွားရတဲ့အတွက် use scale ဘေးလူရာကိုရှောင်တိမ်းရပါတော့တယ်။အစာပိုင်းမှာတော့လမ်းကြောင်းလွဲသွားပြီးထင်နေခဲ့ပေမယ့်ဓာရီကရုတ်တရက်ပြန်လှည့်လို့လာပါတယ်။မျောလင်ထားသလိုဖြစ်မလာတဲ့အခါမှာတော့ use scale ရဲ့ sniper ရဲ့အစွမ်းကိုနားလေသဘောပေါက်သွားပါပြီ။အဲ့တော့ကတော့ပြင်းမှတ်အဖြစ်သတ်မှတ်ခံထားရတဲ့လူရဲ့ခန္ဓာကိုယ်ပေါ်ကဆက်ကွေးနေစီကိုဓာရီကအာယုံခံပြီးလိုက်နေတယ်ဆိုတာပါပဲ။ဒါကြောင့်သူကတစ်ဖက်ကိုပြေးထွက်သွားပြီးအရှိန်နဲ့ဝင်လာတဲ့ဓာရီကိုလက်နဲ့ချောင်းနဲ့ဖမ်းယူကမြေကြီးပေါ်ကိုစိုက်ချပြလိုက်ပါလိမ့် အဲဒီနောက်မှာတော့ USK ကစနိုက်ပါပုံအောင်နေလောက်မဲ့နေရာတွေကိုလိုက်လံရှာဖွေနေပါလိ။အဲဒီအချိန်စနိုက်ပါကတော့တစ်ပင်တစ်ခုရဲ့အပေါ်ကနေချောင်းကြည့်နေပါလိ။စနိုက်ပါက USK ကိုသူ့ရဲ့နေမြေထဲမှာရှိနေသူရဲ့လွတ်မြောက်စရာအကြောင်းမရှိဘူးဆိုပြီးတီးတိုးပြောဆိုနေတာပါ။တဖက်မှာလေခူရာမာကကူဝမာရိုအားလုံးကိုယာနာကီဆာဝါနဲ့ဂိုက်တိုတို့လည်းမူရှီယိုရီဘူတာမှာစောင့်နေကြောင်းပြောပြနေကြတာပါ။ဒါပြီးရင်သူတို့ကအီရီမာကိဖ်ရှီယာစီကိုလိုက်သွားတော့မယ်ဆိုပြီးစီမန်ကလည်းပဲဥမင်လိုင်းကောင်အပေါက်ကိုဖွင့်ဖို့ကြိုးစားနေတဲ့အဓိကလူဖြစ်တဲ့အီဆူကီရဲ့အကြောင်းကိုရှင်းပြလာပါလိမ့်။ ။အီဆိုကီကသူမဖွင့်နိုင်တဲ့အပေါက်တစ်ခုအတွက်ကူဝါဘာရာကိုလိုအပ်နေတာဖြစ်ပါသည်။ဒါကြောင့်မဲသူတို့ကလူအများကြီးတွေကမှကူဝါဘာရာကိုရွေးချယ်ပြီးပြန်ပေးဆွဲသွားခဲ့တာဖြစ်ပါသည်။ဂန်ခိုင်ကလည်းပဲဘလို့ပဲဖြစ်ဖြစ်သူတို့အနေနဲ့ဒီတိုင်းကြီးနေရင်အကျိုးမထူတာကြောင့်လူစုံနာနဲ့လိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ။အဲဒီနောက်မှာတော့ဂန်ခိုင်တို့အဖွဲ့ကအီရီမာကေဖ်ကိုလိုက်သွားဖို့အတွက်လုပ်နေတော့ကူဝါမာကတော့သူကဝိညာဉ်ပုံကိုပြန်တော့မှဖြစ်ကြောင်းပြောဆိုလာပါသည်။အခုဆိုရင်ဆန်ဆွေရိုဘက်ကလည်းသူတို့လိုချင်နေတဲ့အစွမ်းရှိတဲ့ကူဝါဘာရာကိုရသွားပြီမို့လူလောကရဲ့အဆုံးသက်ကနီးစပ်လာနေခဲ့ပါပြီ ဒီလိုဆိုရတဲ့အခြေအနေမျိုးမှာသူ့အနေနဲ့လုံနိုင်တာဘာမှမရှိတော့တာကြောင့်ဘူတန်ကိုလည်းအထူးထူးလိုက်သွားမယ်ဆိုရင်အဆောက်အအုံအရာတိထားဖို့အတွက်ပြောလိုက်ပါရီအဲ့ဒီအချိန်ကူဘာဘာရောကတော့သူ့ကိုလှိုင်းကောင်းစားဖွင့်တဲ့နေရာမှာတော့အဖြစ်သုံးမဲ့အစားတပ်ပစ်လိုက်ဖို့အတွက်အော်ဟေးနေပါရီဒါကြောင့်ဆန်ဆီရိုလည်းနားရီညီးကုန်ကြပါပြီသူတို့ကဒီလိုငပ်ပေါင်းကြောင်ကောင်ကသူတို့အလိုအပ်ဆုံးသူဖြစ်လာတဲ့အပေါ်မှာအတော်လေးစိတ်ပြန်နေကြပါရီဒါပေမဲ့အချိန်တန်ရင်စွားရီကပြလာမှဖြစ်တဲ့အတွက်ဆန်ဆီရိုကတော့ဆက်ပြီးတီးခတ်နေဖို့အတွက်ပြောလိုက်ပါရီ အဲ့ဒီအချိန်ကားကတော့ဂူဘာဝါနဲ့တဖြည်းဖြည်းနီးကပ်လို့လာပါသည်အဝါကိုရောက်ရှိချိန်မှာတော့သူတို့ကကားကိုရက်ပြစ်လိုက်ပြီးဂူဘာဝါရာကိုချုံနှောင်လျက်သားအနေထားနေပဲအထဲကိုဆွဲခေါ်သွားဖို့အတွက်ဆုံးဖြတ်လိုက်ကြပါသည်တဖက်မှာတော့ယူစကဲတယောက်စနိုက်ပါရဲ့ဂျေဇူးနဲ့တောရင်းမှာရွာလေနေပါသည်ဘယ်အချိန်ပဲကနေပေါ်လာမှမသိတဲ့အရာတွေကလည်းရှိလာနေတာကြောင့်သူကတစ်ပင်ကိုကွဲပြီးတော့အကာအကွယ်လုပ်ဖို့ကြိုးစားနေပါသည်အဲ့ဒီအချိန်အတန်တစ်ခုကိုကြားလိုက်ရတာကြောင့်ရီဂန်နဲ့ပြစ်ဖို့လှုပ်လိုက်ပြန်တော့လေတာမန်ကြီးကန်းတကောင်သာဖြစ်နေကြတာပါ အဲဒီနောက်မှာတော့ USK တယောက်ဘလိုပဲဖြစ်ဖြစ် ရန်သူနယ်မြေတွေကနေရရနီလန်းနဲ့ထွက်ပြေးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးကားလမ်းမပေါ်ကိုတက်သွားခဲ့ပါသည်ဒီလိုနဲ့ကားလမ်းမပေါ်ကိုရောက်ရှိချိန်မှာတော့သူကစီပေါ်စာကားကြီးတစ်စီးကိုတွေ့ရှိလိုက်ရပါသည်ဒါကြောင့်သူကစီပေါ်စာကားကြီးကိုတားဖို့ဆုံးဖြတ်လိုက်ပေမဲ့ကားက driver ပါမလာခဲ့ပါဘူးအဲဒီခါမှာ USK လဲဒါက sniper ရဲ့အကြမ်းစီမံသဘောပေါက်သွားပါသည်တကယ်တော့ sniper ကသူ့ရဲ့နယ်မြေတွေက ထွက်ပြေးဖို့လုပ်နေတဲ့ use case ကိုအဆုံးသတ်ဖို့အတွက်စီပေါ်စာကားကြီးကိုကြီးစံအနေနဲ့အသုံးပြုလိုက်တာပါ ရှယ်လန်လုံးနဲ့စနိုက်ပါရဲ့အကွက်ကြောင့်အံ့ဩသွားရခြင်းစီပေါင်းစာကားကြီးကတော့ USK ရဲ့အနောက်ကိုလိုက်လာနေခဲ့ပါပြီ။ဒါကြောင့်မလို့ USK ကထွက်ပြေးပြီးလမ်းဘီကိုခုံချလိုက်ကတစ်တော်ရှိတဲ့စီကိုပြန်ပြေးဝင်သွားခဲ့ပါပြီ။ကားကြီးကမောက်သွားပြီမဲ့လေကန်ဆိုးကျင်တော့ဒါကအစွမ်းအသုံးပြုခံထားရတဲ့အရာဖြစ်နေတဲ့အတွက်သူ့ရဲ့နောက်ကနေစက်တိုက်ကိုလိုက်လို့လာပါပြီ။ဒီတစ်ခါလုံးအောင်ရှောင်ရမယ့်ပြစ်မှတ်ကအရင်ကြီးတာကြောင့် USK တယောက်တိုင်ပတ်နေပါပြီ။တိပိနီကိုကြွေပြီးပြေးပြန်တော့လေဘောက်စာကားကြီးကအကုန်လုံးကိုဖျက်တိုက်ပြပြီးသူ့ရဲ့နောက်ကိုစက်တိုက်ကိုလိုက်လာနေပါပြီ။ အဲဒီအချိန်စနိုက်ပါကတော့ဒါကိုအခွင့်ကောင်းယူပြီးအဝေးကနေတနက်နဲ့ပြစ်ဖို့အတွက်လုပ်နေပါသည်။ဒါကိုမြင်တော့ use scale လဲဘာမှမတက်နိုင်ဖြစ်သွားခဲ့ရပါသည်။စနိုက်ပါပြစ်လွတ်လိုက်တဲ့အခြေဆံကစီပေါင်းစားကားကိုထိမှန်တဲ့အချိန်မှာတော့ကားနဲ့အတူ use scale ပါပေါက်ကွဲလွင်စင်ထွက်သွားပါသည်။တစ်ဖက်မှာလဲဂန်ခိုင်တို့က Gaido တို့ဖွဲ့နဲ့တွေ့ဆုံနေခဲ့ပါပြီ။ Gaido ကသူယူလာတဲ့မြေပုံတစ်ခုကိုပြလိုက်ပြီးသူတို့ရောက်ရှိနေတဲ့နေရာနဲ့ Erima Cave ရဲ့အကွာအဝေးကိုတိချာပြလိုက်ပါသည်။နောက်ပြီးသူကစီမံကိုမင်းမတူလဲလို့မေးလိုက်ပါသည်။ ဒါကြောင့်ခူရာမာကလည်းပဲစီမံကသူရဲ့အဖွဲ့သားတစ်ယောက်ဖြစ်ပြီးအီရီမာဂူရှိယာစီကိုခေါ်ဆောင်သွားပေးမယ်လို့ဖြစ်ကြောင်းရှင်းပြပေးလိုက်ပါရီစီမံကတော့ဂိုက်တိုနဲ့ယာနာကီဆာဝါတို့ကိုမင်္ဂလာပါလို့နှုတ်ဆက်နေတာပါဒန်ခိုင်ကတော့အားလုံးကိုတတိလက်လို့မနေကြဘူးအတွက်နဲ့အခုချိန်ကစပြီးဘာမဆိုဆက်လက်ဖြစ်ပေါ်သွားနိုင်ကြောင်းတတိပေးလိုက်ပါရီအဲ့ဒီအချိန်စနိုက်ပါကတော့စီပေါ်စာကားကြီးပေါက်ခွဲမှုကြောင့်ထွက်ပေါ်လာပြီးမိခိုးလုံးကြီးတွေကိုငြိမ်သက်စွာကြည့်နေပါရီသူဆန်းတဲ့ခံစားမှုတစ်ခုကိုရရှိလိုက်တဲ့အတွက်အနောက်ကိုလဲကြည့်လိုက်ချိန်မှာတော့ ဟီက use case ကိုဂုတ်ကနေဆွဲကင်ထားပါသည်တီဆုံးသွားပြီလို့ထင်ထားတဲ့သူကအကယ်တင်ခံလိုက်ရတဲ့အနေအထားကိုမြင်လိုက်ရတဲ့အချိန်မှာတော့စနိုက်ပါတယောက်အတော်လေးသွေးပြက်သွားပါသည်။ဒါအပြင်သူ့ရဲ့ပြေမလွဲကြည်စံနေလက်ကနေရအောင်ကဲထုတ်သွားတဲ့ဟီကိုမင်းကဘယ်သူလဲလို့မေးလိုက်ပါသည်။ဟီကတော့ဘာမှပြန်မဖြစ်ပဲစနိုက်ပါကိုဒေါသထွက်နေတဲ့မျက်လုံးနှင်းနဲ့သာစိုက်ကြည့်နေပါသည်။ပြီးတော့သူက use case ကိုမင်းသိဖို့အတွက်အချိန်ရန်စောနေသေးတယ်လို့ပြောလိုက်ပြီးအရှိကိုတက်လာပါသည်။စနိုက်ပါကလည်းဘာလို့ရမှန်းမသိတဲ့အခြေအနေကြောင့်သူ့ရဲ့ပြစ်စတိုကိုထုတ်ကာဟီကိုချိန်ထားပါသည်။ ဒါပေမဲ့ဟီကအရှိကိုစက်ဒူးလာနေသေးတဲ့အတွက်စနိုက်ပါလေးပြစ်ခတ်မှုကိုစတင်ပြုလုပ်လိုက်ပါရီဒီတစ်ခါမှာတော့သူ့ရဲ့ကြည်စံတွေကအလွယ်လွယ်ချော်ချော်တွေဖြစ်ကုန်ပြီးမျက်စိတမိတ်လေးတွင်းမာရင်ဟီရဲ့ဓာကသူ့ရဲ့ရင်ဝါတက်တွေကိုလာထောက်နေခဲ့ပါရီနည်းနည်းလေးလှုပ်လိုက်တာနဲ့အသက်ပြောက်သွားလို့တဲ့အခြေအနေကိုရောက်ရှိသွားတဲ့အတွက်စနိုက်ပါလေးဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါရီဒါပေမဲ့သူကကိုကိုကိုအသေးခံမှုဆုံးဖြတ်လိုက်ပြီးဟီကိုတိုင်းဖတ်ထားလိုက်ကဓာကိုလည်းအစိုက်ခံလိုက်ပါရီ နောက်ပြီးကြံရှိနေသေးတဲ့အားတချို့နဲ့တစ်ဖက်မှာရှိနေတဲ့ use case ကိုလှမ်းပြဖို့အတွက်လုပ်နေတဲ့အတွက်ဟီကအဆုံးသတ်ပေးလိုက်ပါရီအဲဒီနောက်မှာတော့ဟီက use case ကိုတစ်ဖက်ကိုညွှန်ပြလိုက်ပြီးပွင့်တော့မလို့ဖြစ်နေတဲ့ဥမင်လိုင်းကောင်းကိုပြလိုက်ပါရီကျူစာပန်းစားလိုက်လာပြီးဒါစီဖို့လုပ်ပေမဲ့အရာအလုံးကနောက်ကျသွားသလိုဖြစ်သွားခဲ့တဲ့အတွက် use case တယောက်ကိုကိုကိုခံမြင်သွားပါရီဒါကြောင့်သူကကူဝါပါရာနောက်ကိုလိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဒါကိုသဘောမတူတဲ့ဟီကတော့ချက်ချင်းလှုပ်ချလာပြီး use case ရဲ့ level ကိုဒါနဲ့ထောက်ထားပါရီ ။နောက်ပြီးကူဝါပါရာကိုဒီအတိုင်းလွတ်ထားပေးဖို့အတွက်တောင်းဆိုလာတာပါ။ဘာဖြစ်ချင်မှမသိတဲ့ဟီရဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့ use scale နဲ့ဒေါသထွက်လာပါလိမ့်။အဲဒီနောက်မှာတော့နှစ်ကောင်သားစကားတွေထားများကုန်ကြပြီးတယောက်ကိုတယောက်တတ်တော်မလို့ကိုကြည်နေပါလိမ့်။နေအောင်စလုံးကတိုက်ပွဲဆဆကြမှာရင်သူတို့မှပဲရှိတဲ့ဝိညာဉ်စွာတွေကိုအကုန်အသုံးပြုပြီးတိုက်ခိုက်ပြလိုက်ကြပါလိ။ဒီတစ်ခါမှာတော့ဟီရဲ့အမြင်နှုံးနဲ့လက်သီးတွေက use scale လို့လူမျိုးကိုတော့မှကောင်းကောင်းကြီးရှင်နိုင်လာပါလိ။1 by အရှိန်နဲ့ခန္ဓာကိုယ်နေရာများများကိုထိုးခံလိုက်ရတဲ့အချိန်မှာတော့ ယူစကဲတရအတော်လေးကိုအီစိန်သွားခဲ့တာပါ။ဒါကြောင့်သူကနောက်ကိုဆုတ်သွားပြီးပုံမကောင်းမွန်တဲ့ထိုးကွက်တွေနဲ့အတူတူဟီကိုပြန်တိုက်ခိုက်လာပါရီ။ယူစကဲကလည်းပဲသူ့ရဲ့လက်သေးတွေနဲ့ထိုးချိန်နေခဲ့သလိုဟီကလည်းပဲသူ့ရဲ့အနက်ရောင်မီနဂါထိုးချက်တွေနဲ့ပြန်ကောင်တာနေပါရီ။ဒါကြောင့်ပဝင်းချစ်တစ်ခုလုံးနဲ့အယောင်တွေတလက်လက်ထနေခဲ့ပြီးနောက်ဆုံးမှာတော့သူမသားကိုအာသူဘဖြစ်နေတဲ့နှစ်ကောင်ကတိုက်ပွဲကိုခဏရပ်ပစ်လိုက်ကြပါရီ။ဟီကတော့သူ့ရဲ့လက်ကထွက်လာတဲ့သွေးတွေကိုရရင်သူ့အနေနဲ့ဒီလောက်စမ်းသက်ရရင်ကိုချိန်နဲ့သွားပြီးဖြစ်ကြောင်းပြောပြလာပါရီ။ ဒါကြောင့် use scale နဲ့အံ့ဩသွားရပြီးတကယ်တော့ဟီကစိတ်ပြအားငယ်နေတဲ့ use scale ရဲ့စိတ်တွေကိုတဖန်ပြန်နှိုးဆွပေးလိုက်တာပါ။စန်ဆူရိုးဖွဲက use scale ကိုတမင်တတ်တတ်စိတ်အားငယ်အောင်လုပ်ပြီးအနိုင်ယူခြင်းနေမှန်းကိုလည်းသူကသိနေခဲ့ပါလိမ့်။ဒါကြောင့်သူက use scale ကိုရန်သူရဲ့လက်ထဲကိုမကြောက်ရွံ့စေခြင်းရင်ခေါင်းအေးထားပြီးတော့တိုက်ခိုက်ဖို့အတွက်တတိပေးလိုက်ပါလိမ့်။အဲ့နောက်မှာတော့ use scale ကဟီကိုသူနဲ့တူတူလိုက်ခဲ့ဖို့အတွက်ပြောလိုက်ပြီး black chapter တိတ်ခွေကိုရလာတဲ့အခါကျရင် ကြီးခွင့်ပေးမှဖြစ်ကြောင်းညှိနှိုင်းလိုက်ပါရီး ဒါကြောင့်ဟီရီရအညာမိသွားခဲ့ပြီးစိတ်ပြောင်းသွားခဲ့ချိန်သူတို့စီကိုယူကိုင်းနှကောင်ပြန်တန်းလာတာတွေ့ရှိလိုက်ရပါတယ်။ယူကိုင်းကတော့ဒါကသူတို့နယ်မြေဖြစ်တဲ့အတွက်လာရှုပ်တဲ့ကောင်းမှန်သမျှကိုအစိမ်းလိုက်စားပြစ်မယ်ဆိုပြီးချင်းချောင်းနေခဲ့တာပါ။ဒါပေမဲ့ယူစကဲနဲ့ဟီရီရရဲ့လက်ထဲမှာနှကောင်စလုံးကအတုပအချခံလိုက်ရပါတယ်။အဲဒီအချိန်ကူဝါဝါရာကတော့သူ့ကိုတတ်ပြစ်လိုက်ဖို့အတွက်အော်ဟီနေပါတယ်။နောက်တစ်ခါမှတော့နောက်ကနေလိုက်လာတဲ့ဘူတန်တို့အဖွဲ့ကယူစကဲနဲ့ဟီရီရနှစ်ယောက်ကိုတွေ့ရှိသွားကြပါတယ်။ ဒါကြောင့်အန်ဩသွားတဲ့ use ကလေးတဖက်အဖွဲ့ရှိရာစီကိုသွားရောက်နှုတ်ဆက်ဖို့အတွက်ပြေးသွားနေခဲ့ကဇလန်လီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်။ဒါကတော့ Yu Yu Hakusho ရဲ့အပိုင်း80ပဲဖြစ်ပြီးကြာရှိနေသေးတဲ့အပိုင်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe ပြုလုပ်ပေးထားဖို့အတွက်ပရိသတ်တွေကိုတောင်းဆိုကြပါလိမ့်။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။